လူပညာမကောင်းငယ်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအနုပညာချက်ပရိသတ်များတို့စိတ်ဝင်စားစရာအနုပညာအကြောင်းအရာတွေကိုဒီနေ့မှာတင်ဆက်ပေးဖို့အတွက်ကျွန်တော်ပရိသတ်များရှင်းမအောင်ရောက်ရှိလာရပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်စိတ်ဝင်စားစရာအနုပညာပွဲခမ်းတာမြင်ကွင်းတွေရဲ့နောက်ပြီးပရိသတ်တွေတို့ကကျွန်တော်တို့အနုပညာမကောင်းငယ်အေကမ်းပါတယ်ကိုဖိတ်ခေါ်ထားတဲ့အနုပညာရှင်တအူးနဲ့တွေ့ဆုံပေးဖို့အစီအစဉ်လေးရှိပါတယ်ဒီတော့ပရိသတ်များအတွက်အစီအစဉ်လေးစတင်တော့မှပရိသတ်များဆက်ပြီးကြည့်ရှုပေးပါအောင်ခင်ဗျာ ာဘုကောင်းငယ်ပရိသတ်များခင်ဗျာအခုပထမဆုံးပရိသတ်တွေကိုပွဲခန်းနာမြင်ကွင်းတစ်ခုစတင်တင်ဆက်ပေးပါမယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့ဇလိုင်းလ9ရက်နေ့မှာအပြန့်ကြည့်သွားမယ် CDFM Radio ရဲ့စလင်းလေးမြောက်နှစ်ပတ်လည်အထိမ့်မတ် ထိကျလို့နာမည်ပေးထားတဲ့ DVD Karaoke ဒီအခွေကိုစာနယ်ဇင်းမီဒီယာပြားထံမှာအတိအပြည့်ရှင်းလင်းတဲ့ဖွဲခန်းနာမှာဖြစ်ပါတယ်ဒီ promotion ပွဲပြုလုပ်မယ်အကြောင်းလဲဒီအခမ်းအနားမှာထည့်သွင်းရှင်းလင်းထားတာပဲဖြစ်ပါတယ်ခင်ဗျဒီဖွဲခန်းနာကိုဆိုလို့ရှိရင်တော့ဒါ CDFM ရုံးချုပ်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီကိုတော့ဒီ CDFM မှာတာဝန်ရှိတဲ့သူတွေနောက်ပြီးတော့အမှုပညာရှင်တွေတက်ရောက်ခဲ့ကြတာတွေကိုလည်းပရိသတ်များမြင်တွေ့ရမှာပါဒီတော့ဒီမှာဆိုလို့ရှိရင်ထူးခြားချက်လေးတခုကျွန်တော်ပြောပြချင်ပါတယ်အာဒါဆိုလို့ရှိရင်ထိချက်ဒီ MDV ဒါရိုက်ကူးနေတဲ့အချိန်အတွင်းမှာ တို့က live performance ရိုက်ခွာတာဖြစ်တဲ့အတွက်တပုတ်ပြီးတပုတ်ကိုဒါတရက်မှရာဇယ်ရိုက်တယ်နောက်တရက်မှတည်တည်ချာချာရိုက်တယ်အဲ့ဒီအချိန်မှာပဲဒါလက်စင်ပြီးပြတ်တောက်သွားတဲ့အချိန်ဒါကြုံခဲ့ရပါတယ်တဲ့ဒါလည်းဆိုလို့ရှိရင်လည်းဒါဇောဝင်းထွတီဆိုနေတဲ့ဆိုတော့ဇောဝင်းထွတီဆိုနေတဲ့အချိန်မှာလက်စင်ပြီးပြတ်တောက်သွားတာဒီအချိန်မှာဆိုလို့ရှိရင်တို့အနေနဲ့အာအဲဆိုတော့ဇောဝင်းထွရဲ့ဒါတဘာနဲ့ဝါနဲ့ဆိုလို့ရှိရင်ဒါဂီတာလေးတီးပြီးတော့အာတတရာလေးဒါ lighting မျက်မျှလေးနဲ့အတူတူဟာလိုက်တဲ့ပြပြလေးပေါ့နော်ဒီအပုံစံလေးနဲ့အတူတူရိုက်ကူးထားဖြစ်ပါတယ်အာဒါလည်းစိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ပဲဖြစ်ပါတယ်ပရိသတ်တွေကိုဒီဘွဲခနာမြင်ကွင်းလေးရဲ့နောက်ပြီးဒီခွေထဲမှာပေါဝင်တည်ဆူထားတဲ့အနုပညာရှင်များရဲ့စကားသံတွေကိုလည်းပရိသတ်များအတွက်တင်ဆက်ပေးပါရစေခင်ဗျာ ကျွန်တော်တို့ဒီ CDR ဘန်နှစ်ပတ်လည်တိုင်းမှာကျွန်တော်အထိမ်းအမှတ်တစ်ခွေတစ်ခွေအများတန်းထုတ်တယ်ပေါ့နော်ထုတ်တော့ဒီနေ့ဆိုလဲ14နှစ်မြောက်ဖြစ်တာဖြစ်တဲ့အတွက်ဒီအခွေထဲမှာပါတဲ့တချင်းတိုက်တယ်လို့ပဲရွေးပြီးတော့မှထိကျက် DVD ကာရာအိုကေဆိုတော့မှကျွန်တော်တို့ကထုတ်ဖြစ်လိုက်တာပါအဲ့တော့ဒါ CDR ဘန်14နှစ်မြောက်အမှတ်တရပေါ့နော်အဲ့တော့14နှစ်မြောက်ဖြစ်တဲ့အတွက်လဲတချင်းကိုလည်းပဲကျွန်တော်14ပုတ်ထည့်ထားပါတယ်နောက်တစ်ခုကဒီတိုင်းမှာရှိနေတဲ့ music တွေကိုတော့အာတေးဦးမင်းရှိသူတို့နောက်က director ဥတုနိုင်ခါတို့ဝင်ပြီးတော့မှဖန်တီးထားပါတယ်ခင်ဗျာ ူကတော့ CDFN ပထမနှစ်ကနေစပြီးတော့30အထိတောက်လျှောက်ပါဝင်ပြီးတော့လုပ်ပေးခဲ့တယ်7ကနေ73ကတော့ကုမ္ပဏီရလုပ်တဲ့အတွက်ကိုကမပါဝင်ဖြစ်ဘူးအခုဒီ14မှာတော့ပြန်ပြီးပါဝင်ဖြစ်တာပေါ့ပါဝင်ဖြစ်တဲ့အချိန်မှာအခုကတော့ကိုတို့ကစုပြီးတော့လောက်ကြတဲ့ပုံစံမျိုးပါပဲကိုမင်းကပြပပညာရှင်အနေနဲ့ဒီ CDFN ရဲ့နှုတ်မြအကြံပေးအနေနဲ့လုပ်ပေးသလိုပဲ CDFN ရဲ့ဒီကဟိုတာဝန်ရှိပုဂ္ဂိုလ်တွေဖြစ်ကြတယ် ဒါရိုက်တာတူနိုင်ခါတို့ဦးရဲနိုင်စိုးတို့နောက်ကိုစောမိုးလွင်တို့နောက်တီဝဲရကိုစောမင်းသိန်းတို့ကိုတို့အားလုံးတိုင်ပင်ပြီးတော့တချင်းလေးတွေကိုစပြီးတော့ရွေးချယ်တယ်ရွေးချယ်ပြီးတော့ပြည်သက်နှက်ဒီ CDF မှာနားထောင်တဲ့ပြည်သက်တွေမျိုးစုံတွေအတန်းစားမျိုးစုံရွယ်စားမျိုးစုံတွေအားလုံးနဲ့အဆင်ပြေနိုင်မဲ့တချင်းလေးမျိုးတွေစဉ်းစားပြီးတော့ပတာရဖြစ်မဲ့ပုံစံမျိုးလေး variety show ပုံစံမျိုးလေး live လောက်ကြမယ်လို့အားလုံးစဉ်းစားစိတ်ကူးပြီးတော့တိုင်ပင်ပြီးတော့မှသချင်းလေးတွေရွေးချယ်ပြီးတော့လုပ်ပေးခဲ့ကြတယ်အဲ့ဒီနေရာမှာတော့ကိုကတော့ဟိုအများအပြားသချင်းလေးတွေကိုကိုကြံပေးရွေးချယ်ခဲ့ပြီးတာပေါ့နော်